ားလုံးပဲမိင်္ဂလာပါရှင်။မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကာဆာထ6ကိုစစ်တပ်ဖျက်သိမ်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နေပြည်တော်လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုတာဝန်ယူနေတဲ့အမတ်ကျောက်စစ်စင်ရေးအထူးအဖွဲ့ကာဆာထ6ကိုအာနာသိမ်းစစ်တပ်ကဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ စက်တင်ဘာပထမလပတ်ကဖြတ်သိမ်းလိုက်တာဖြစ်ပြီးလက်ရှိမှာကာစာထ1 2 3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်စီးရဲအရှိန်မြင့်ဖို့ညွှန်ကြားချက်တွေကိုစုံစမ်းနေလို့သိရှိရပါတယ်။ကာစာထ6ကိုဖြုတ်ပြီးကာစာထ5အောက်ကိုထည့်လိုက်တာကာစာထ6အခန်းခဏပြီးသွားပြီလို့နေပြီးတော့သတင်းရှင်းမြစ်ကပြောပါတယ်။မဖြတ်သိမ်းခင်ကအမှတ်6စစ်စင်ရေးအထူးအဖွဲ့မှုမှာဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဖြစ်ပြီးသူ့ကိုအမှတ်1စစ်စင်ရေးအထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်ပါတယ်။ စီဒီအမ်တက်မတော်အရာရှိတအုပ်ဖြစ်တဲ့ကိုနောင်ယိုးကတော့ကာဆာထာ6ကအပူသက်သက်ထားထားတာဆိုတော့လက်ရှိအခြေအနေအရာကာဆာထာတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါမယ်လို့မှတ်ချက်ပြုပါရယ်။ကာဆာထာ6ကိုပြီးခဲ့တဲ့စစ်အစိုးရလက်ထက်2009ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိဒုက္ခွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကကာဆာထာ6မူဟောင်းဖြစ်ပါရယ်။ကာဆာထာ6တာဝန်တွေကိုတော့ကာဆာထာ9ကတာဝန်ယူမယ်လို့သိရပါရယ်။ဒါကြောင့်နေပြည်တော်လုံခြုံရေးကိုကာဆာထာ9မူဖြစ်လာတဲ့ ဒူပိုချုပ်ကြီးကိုကိုဦးကတာဝန်ယူရမှာပါဒူပိုချုပ်ကြီးကိုကိုဦးဟာကာဆာထတင်မှုတာဝန်ယူခဲ့သူဖြစ်ပါတယ်အရင်ကာဆာထငါမှုဒူပိုချုပ်ကြီးစော်မင်းလက်ကကာဆာထနှင်မှုဖြစ်လာပါတယ်ကာဆာထနှင်မှုဒူပိုချုပ်ကြီးနိုင်နိုင်ဦးကိုတော့အရန်အင်အားကိုအပို့ခံခဲ့ရပါတယ်ကာဆာထတုံးမှုကအရင်အတိုင်းဒူပိုချုပ်ကြီးတေစကြော်ဖြစ်ပြီးကာဆာထလေးမှုနေရာလေအပြောင်းလဲမဖြစ်ပေဒူပိုချုပ်ကြီးညွန့်ဝင်းဆွေပဲဆက်လက်တာဝန်ယူထားတယ်လို့သိရပါတယ် စစ်တပ်ရဲ့ကာကွယ်ရေးမှစစ်စင်ရေးအထူးအဖွဲ့ကာစာထရီဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကာကွယ်ရေးဦးစီးချုပ်ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ညှိနှိုင်းကုတ်ကဲရေးမှုတို့၃ဦးနောက်မှာအရေးပါသူတွေဖြစ်ပါတယ်။ဆက်လက်ပြီးပတ်သိမ်းတွင်စစ်မှုရန်လူစားထုတ်ရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော့လေပတ်စံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လွှတ်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ အရာဝတီတိုင်းပသိမ်ခွနယ်တွင်စစ်မှုတပ်လူစားတို့ရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော့လေပတ်စံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လွတ်ပေးနေကြောင်းပသိမ်အခြေစိုက်ဒေသသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာလ25ရက်နေ့ည9နာရီခန့်အချိန်ပသိမ်မြို့အမှတ်30ရက်ွက်အုပ်ချုပ်ရေးမှုအေးကိုကိုနေပြီးတော့ရဲတပ်ဖွဲ့ကတရားမဝင်စစ်မှုတပ်အရောင်းဝယ်ပြုလုပ်မှုများငွေအလွှဲသုံးစားပြုလုပ်မှုလိုင်စင်မဲ့ကစီးနှင်းမှုများဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့တော့လေ ကြိုတင်တင်ရရှိထားသောကြောင့်အုတ်ချုပ်ရည်မှုအေကိုမှထွက်ပြေးလွတ်မြောက်သွားကြောင်း၎င်းစီးနင်းနေသောကားကိုရဲကတင်စီသွားကြောင်းသိရပါသည်ထို့သောဖမ်းဆီးမှုဖြစ်ပွားပြီးနောက်စက်တင်ဘာလ26ရက်နေ့ညနေ4:45မိနစ်ခန့်တွင်ပတိန်မြို့အမှတ်30ရပ်ကွက်အုတ်ချုပ်ရည်မှုအေကိုသည်ရပ်ကွက်အတွင်ပြန်လည်ရောက်ရှိလာပြီးစိုက်ကဲတစ်စင်းဖြင့်နေပြီးတော့ရဲတပ်ဖွဲ့မပြောနဲ့မင်းအောင်လိုင်းတောင်စောက်ကျူမဆိုင်ဘူးငွေရှိရင်ပားရိုက်လို့တောင်ရတယ်အခုလည်းငွေနဲ့ရှင်းလိုက်လို့အမှုပြီးသွားပြီရက်ကွက်အတွင်အော်ဟစ်တွေးကြော်နေကြောင်းသိရှိရပါတယ် စစ်ခွေးတွေကအဖမ်းပြတဲ့ပုံစံလိုပဲပြောရတယ်။အေးကိုကိုဝင်ဖမ်းနေတာပြောတာနောက်နေ့ကျတော့ချက်ချင်းရက်ွက်ထဲပြန်ရောက်လာပြီးငွေပေးရင်အကုန်ရှင်းလို့ရတယ်ဆိုပြီးအော်ဟစ်ကြွေးကြော်နေတယ်ဟုဒေတာကန်ဖြူသူတို့ကပြောဆိုပါတယ်။အလာတူပသိမ်မြို့အမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှူးဟန်ဝင်းအောင်နှင့်ရက်ကြီးစရေးတအူကိုလည်းစက်တင်ဘာလ25ရက်နေ့ညပိုင်းတွင်တရားမှုဝင်စစ်မှုတန်းလူအယောင်ဝယ်ပြုလုပ်မှုငွေအလွဲသုံးစားပြုမှုဖြင့်အကြံဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထို့ပြင်အမတ်၆ရက်ကွက်တွင်ကိုလည်းအကြံဖတ်စစ်တပ်ကအင်စည်းကား9စီးအင်အား20ကျော်ဖြင့်ဝင်ရောက်စီးနှင်ပြီးရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ပတိန်မျိုးပေါ်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးများသည်စစ်မှုတန်းလူအယောင်ဖွဲ့ပြုလုပ်မှုဖြင့်ငွေကြေးချမ်းသာလာသူများဖြစ်ကြပြီးအကြံဖတ်စစ်တပ်ကဝင်ရောက်ဖမ်းဆီးတော်လဲငွေကြေးပေး၍ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဆလပီလေးကစ်ကော်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သားအများပြားတေဆုံးနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကရင်ပြည်နယ်လေးကိတ်ကော်မြို့ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအများအပြားသေဆုံးခဲ့တယ်လို့ Flat Panther Colin ကသတင်းထုတ်ပြန်ပါတယ်။စစ်ကော်မရှင်တပ်သားတွေဟာမူရစ်စေဝါများတုံးဆွဲထားပြီးတိုက်ပွဲအတွင်းအများအပြားသေဆုံးခဲ့တယ်လို့လည်းဆိုထားပါတယ်။တိုက်ပွဲမှာဘူဂျီတာပေါ်ဦးဆောင်တဲ့ယူဟာအမှတ်32စက်တင်တဲ့စစ်ကြောင်းကော့ဘရာစစ်ကြောင်းနဲ့မဟာမိတ်ဖူပေါင်းစစ်ကြောင်းတွေကဖူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးထော်လန်ရေးရဲပေါ်များအထိကိမရှိခဲ့တယ်လို့စစ်ကော်မရှင်တပ်သားတွေစီကလက်နက်ခရရန်တွေကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။